ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလခရိုင်အတွင်းကကမ္ဘာလက်ခီးသည်တွေအလားများပြီးစီးပွားရေးအချက်ကြာကြတဲ့ဟတ်ဒီယန်မြို့ယင်းနည်းမြို့တဲ့မှတ်တမ်းဗီဒီယိုကိုကြည့်နေကြရတာပါပထမဆုံးဗီဒီယိုမှာတော့အောက်ကလမ်းပေါ်ကရေများလွန်ပြီးဓာတ်တိုင်မြုပ်လူနီးပါးဖြစ်နေတာကြောင့်လူနှစ်ယောက်ကဓာတ်ကျိုးပေါ်မှာကျိုးတလားလို့လှုပ်ပြီးတော့လမ်းလျှောက်နေကြတာကိုတွေ့ပါတယ်တကယ်တော့အခုချိန်ထိထိုင်းနိုင်ငံတောင်ပိုင်းဒေသတစ်လျှောက်မှာရေကြီးမှုနဲ့ဆက်နွယ်ပြီးတေဆုံးသူအများစုဟာဓာတ်လိုက်ပြီးတေသွားကြတာများတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာနကပြောထားပါတယ်။နိုဝင်ဘာ25ရက်အင်္ဂါနေ့ထိုင်းစံတော်ချိန်ည10:00နာရီခွဲလောက်အထိတော့တည်ဆုံသူစီရင်ဟာ73ရောက်ကနေ69ရောက်ကြာကွဲပြားမှုတွေရှိနေပါတယ်။ဒါပေမဲ့တကယ်သေးတဲ့စီရင်ဟာအများကြီးပိုနိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်။ကောင်းကင်ကနေဟိုင်းရင်နဲ့ရိုက်ထားတဲ့မတန်ဗီဒီယိုအရာဆိုရင်လည်းဟတ်တရံမျိုးကြီးတစ်ခုလုံးရေလွှမ်းနေတာကိုတွေ့ရနိုင်ပါတယ်။စုံခလခရိုင်ကဆက်ယုံအလုယုံပေါင်း 935ခုထိခိုက်ပျက်စီးသွားတယ်လို့ခရိုင်စက်မှုလုပ်ငန်းရုံးကသတင်းထုတ်ပြန်ပါတယ်ဒါကြောင့်လေဝန်ကြီးချုပ်အနုထင်ချန်ဝလကူကဆုံခလာခရိုင်ကိုရေကြီးမှုအလွန်အမတန်ဆိုးဝါးစွာရင်ဆိုင်နေရတဲ့နေရာလို့သတ်မှတ်ပြီးနိုဝင်ဘာလ25ရက်ဒီကနေ့မှာအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ဒီအရေးပေါ်ကာလဟာနိုဝင်ဘာလ25ရက်ကနေဖေဖော်ဝါရီလ25ရက်အထိ3လကြာမှဖြစ်ပါတယ်။ဒါပေမဲ့အစိုးရရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေနောက်နေကြံ့ကြာမှုအပေါ်ထိုင်းပြည်သူတွေကဝန်ကြီးချုပ်ကိုဝေဖန်နေကြပါတယ်။ ဒီဒေတာကဆက်ရုံအလုပ်ရုံတွေအပါအဝင်စီးပွားရေးကဏ္ဍအသီးသီးမှာအလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေလည်းတောင်းတဲ့ချီရှိနေပါတယ်။လက်ရှိမှာရေဘေးတင့်သူနှစ်တန်းနဲ့အထက်မှာရှိပြီးပျက်စီးဆုံးရှုံးမှုတွေလည်းကြီးမားနေပါတယ်။ငွေကြေးအရဆုံးရှုံးမှုကတော့ဒီကနေ့ထွက်လာတဲ့စီးရင်အရဘတ်၄ဘီလီယံကျော်ရှိနေပြီးတောင်ပိုင်းဒေတာအတွက်နေ့စဉ်စီးပွားရေးထိခိုက်နေတာမှုဟာတနေ့ကိုဘတ်၁ဘီလီယံကနေ၁ဘီလီယံခွဲခြားရှိမယ်လို့ခန့်မှန်းကြပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ